ကဲဒီနေ့တော့ကျွန်တော် channel မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအမေးအများဆုံး request အလုံးဆုံးဖုန်းဖြစ်တဲ့ဖုန်းတစ်လုံးကို unboxing လုပ်ပေးဖို့ရှိပါတယ်။ဘာဖုန်းလဲဆိုတော့ဆရာဆရာကြီး ASM ပြောတဲ့နိုင်ငံတော် brand နိုင်ငံတော် brand ကမှ Redmi Turbo 4 Pro Pro မှ YoYo version မဟုတ်ဘူးသူက Harry Potter edition ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါ။ဒီနေ့ဗီဒီယိုအတွက်ကိုတော့ champion မှမကွဲရနေပြီးကိုကြီးပံ့ပိုးပေးထားတာပါ။ ်မမကွက်ကောင်းကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ဖုန်းရဲ့မှန်ကိုအလွယ်တကူမကွက်တော့အောင်ကာကွယ်ပေးနိုင်ရမယ့်အပြင်ပေါ်မှာပို့လိုက်တိုင်းမှာလဲချောမွေ့နေစေဖို့ကအရေးကြီးပါတယ်မမကွက်ကတ်တော့မယ်ဆိုရင်ဒီရေချင်းနေနဲ့ပြည်စုံတဲ့ချန်ပီယံမမကွက်ကိုရွေးချယ်မိဖို့တော့လိုမယ်နော်ဆိုတော့ဆွဲလိုက်အောင်အော်ဆိုသူ့ရဲ့ဇင်းတော့ဇင်းတော့ကတော့ဒီ Turbo 4 Pro မှာအမြင့်ဆုံး Harry Potter Edition ဆိုရင်30ဝန်းကျင်ရှိလိမ့်မယ်အနိုင်ဆုံးဆိုရင်73ဝန်းကျင်ရှိလိမ့်မယ်ဆိုတော့ ဒီဘန်းကိုကိုယ်ကြိုက်ပါတော့ဟဲရီပေါ်တာဘာညာကြိုက်တယ်ဆိုရင်လေဒီဗီဒီယိုမှာကြည့်ကြည့်ပြီးတော့သူမှာပါလာတဲ့သင်းစေ UI နေ cover တွေအစင်ပြေလာကြည့်ပြီးတော့ကြိုက်တာရွေးလို့ရရပါတော့ဆိုတော့ကျွန်တော်ဘေးကအစားဖောက်ဒီနားလေးကပဲကျွန်တော်တို့အရင်ဆွဲလိုက်မယ်โอเคဆိုတော့ အရင်တုန်းကနဲ့ဘူးပတ်ကခြင်းအပေါင်းစင်လိုရတဲ့ experience ဆိုတော့ဘာမှတော့အများကြီးမပြောင်းတော့ဘူးပေါ့နော်အ Remitable for special edition featuring Harry Potter ဆိုတော့ပါလိုက်သေးတယ်ကျဲနဲ့ဘာမှဒီပို့ပို့ဟာ Harry Potter Remy ဒါပဲဘာမှအများကြီးတော့ကွန်ထားတာတော့မရှိဘူးဗျဒါဘလို့ဖောက်မှာဟောโอเค so ဒီလိုလမ်းရမှာပါ တော့တို့လှမ်းလိုက်ပြီဆိုရင်ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီဘက်မှာက gift box လေးပါမယ်ပေါ့နော် every great wizard in history has stepped out as nothing more than what we are now a student if they can do it why not as that so harry potter ပုံလေးနဲ့ဒီစာလေးပါလာမယ်ပြီးတော့ sim ejector လေးမိုက်တယ်အဲထဲမှာပါလေပါလဲအရင်ကြည့်လိုက်မယ် ်ဟိုဒီတက်ချာလေးကြိုက်လိုက်တာကာဘာတော်တော်မိုက်တယ်ဒီမှာ WB Warner Bra ထင်တယ် S25 တဲ့ Harry Potter စာလေးကိုရွှေရောင်လေးနဲ့ရေးပေးထားတယ်ဒီဘက်မှာ Red Button Essence လေးထည့်ပေးထားဒီတက်ချာတော်တော်မိုက်တယ်ဗျဒီတက်ချာလေးလေးတော်တော်ကောင်းတယ် Special Limited Edition Power by Red Me တဲ့ဆိုတော့ကာဘာလေး Audio အတွင်းဘက်မှာဒီ logo လေးပါလာမယ်ဆိုတော့ ပြီးတော့ဘာပဲပါသေးတယ်ဆိုတော့ကျွန်တော်ပြီးမဲ့ကျွန်တော်ဆိုကျွန်တော်ကြည့်ကျင်တာဒီဟာလေးပေါ့နော်ဟမ်ဟဲ့ထုတ်အားခတ်လိုက်တာ sim eject တာလေးဟာဟင်းဟွာစတစ်ကာလေးတွေပါလာသေးတယ်မိုက်တယ်ဟာဒီမှာ ဟာမီယွန်ဟယ်ရီပေါ်တာဟိုစတစ်ကာစုစုပေါင်းအောင်ဒီမှာ6ခု9 8 90 71စနစ်တစ်စိကောင်းပုံလေးနဲ့စတစ်ကာ12ခုပါလာမယ်နောက်ဒီမှာဒီတစ်ခေါက်တော့ပါကီတင်ဒီဇိုင်းနဲ့နည်းနည်းပုံလိုက်တယ်အဲကျွန်တော်ဟယ်ရီပေါ်တာရမ်မီတာဘို4 Pro တဲ့တမ်ဘဒေါ်စီဂနေချာနဲ့ကျွန်တော်အတွင်းမှာမန်နျူရယ်ဘုတ်ပေါ့နော် โอเคဘာမှတော့မပါတော့ဘူးအာပြဿနာဒီဟိုနေလေးလည်းထုတ်လို့မရဘူးအော်ရပြီဒီမှာဒါလေးပေါ့နော်ဟိုက်တယ်ဆိုတော့သူကြကြအနေနဲ့ဒီ sim slot ထုတ်တဲ့ဟာလေးတော်တော်မိုက်တယ်အဲ့လိုမျိုးဟိုနေစာဟိုမော်ဒုတ်တန် wizard အနေနဲ့ထည့်ပေးရင်လေပူလာမှာတင်တာထားပါတော့ပြီးတော့ဒီမှာ ဆက်ပြီးတော့ဟောဒီကတ်တူလေးဒါကတော့ကတ်တူပဲပေါ့နော်ဘာမှမဟုတ်ပေါ့နော် is petrol patronum နဲ့ hypotire spray ကျွန်တော်ဖုန်းကိုပြီးမှကြည့်မယ်နောက်တစ်ပါပါသေးလဲဆိုတော့အဲကျိုး charging ကျိုးရော type a to c အမဲကိုပဲတုံးပေးထားတယ်ပြီးတော့ဒီဘက်မှာ charging adapter charging adapter က Harry Potter WBES 25 S25 ဆိုတာဒီအလုံးရဲ့နံပါတ်ဖြစ်နေမယ်ထင်တယ်ဒါဆို limited edition မှာဒီလိုမျိုးနံပါတ်လေးနဲ့ထွက်လာတယ်ဆိုရင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့ဒီမှာ sticker ကတ်ထားတဲ့ပုံစံလောက်ပဲဖြစ်နေရလို့ကျွန်တော်သိတော့အားမရဘူးဒီမှာနည်းနည်းပါညာရွှေရွှေခက်ခက်လေးလုပ်ပေးလိုက်ရင်တော့ပုံမှန်မယ်ပေါ့နော်ထားပါဦးအရင်တော့ဆိုရင်တစ်ခါမပါလာတာမသိဘူးပေါ့နော်မပါ sticker မှမပါလာတော့တစ်ခါတွေ့ဘူးသေးရဲ့ဆိုတော့ကဲဖုန်းလေးကိုအရင်ကြည့်မယ် ုန်းလေးကိုအရင်ကြည့်မှာမဟုတ်ဖုန်းလေးပဲကြံတော့ကြည့်ရလဲမိုက်တယ်ဟာဒီတစ်ခေါက်ဒီဇိုင်းတော်တော်လေးလာရလို့ပြောအောင်အရင်ရှုပ်ချက်ခက်မနေဘူးဒီမှာတို့ဟာမနင်း Harry Potter ရဲ့ Hermione Granger ရဲ့ Ron ရဲ့၃ယောက်ဟိုနေလေးရှိမယ်ဒီစင်းစီကကျွန်တော်မမှတ်မိရော ြော်ဒီကင်မရာနှလုံးကိုဒီ line လေးမှာအနီရောင်လေးဘယ်ညာပြေးပေးထားတယ်တော်တော်လာတယ်ကင်မရာဘန်းတော့အရန်ထွက်မနေဘူးဒီဖုန်းကင်မရာလည်းတိတ်အသားမပေးထားဘူး weight က 220g လာ219 219g ဆိုတော့နည်းနည်း weight တော့ရှိရပြနည်းနည်းဟိုလေးတဲ့ဖုန်းလေးထဲမှာပါတယ်ပေါ့နော်အရင်ပေါ့ရွှွှွှွနေတော့မဟုတ်ဘူးဒီ cover လေးမှာကျတော့သူ red essence texture လေးထည့်ပေးထားပြီးဒီမှာကျတော့သူအဲ body မှာကျတော့လုံးဝအမဲအောင်ပဲသုံးပေးထားတယ်ဆိုတော့ကျွန်တော်သူ့ရဲ့ အဓိက share အပိုင်းလေးဖြစ်တဲ့ display တို့ performance ဆိုတော့ review ကြမှာပဲကျွန်တော်အသေးစိတ်ပြောပြသွားမှာပေါ့နော်ဆိုတော့ဒီနေ့တော့အားဒီမှာလာပြီးတက်လာပြီး Redmi ပါနေနေပပ Harry Potter လေးပါလိုက်အချလောင်းဩပါတယ်ဩ Harry Potter မတက်လာပဲနဲ့ Redmi ပဲတက်လာတယ်နောက်ပြီးဒီမှာဟမ်ထားပါတော့ကဲကျွန်တော် China ဆိုတော့ ဘာ setup တစ်ချက်လုပ်လိုက်မယ်။အရင်ရောမကြပါဘူး။ဒါလည်းမြန်ပါတယ်။ဟာ bezel လေးကလှလိုက်တာ။ bezel လေးကလှလိုက်တာ display bezel ကပါပြီးတော့လေ။음샤위샤위ရတော့ကျွန်တော်နောက်မှပဲဟိုနေလောက်လိုက်တော့မှာပေါ့เนาะဒါကျွန်တော်ဒီမှာမြန်ဆက်ကြည့်လို့โอเค ်သင်းစကမိုက်တယ်ဒက်ဖြစ်တဲ့ဘက်ကိုတော်တော်လေးသွားထားတယ်ဒီဝဲသာသင်းစကအစအာဟိုဟဲရီပေါ်တာဟိုနည်းဟိုဝစ်ချက်ကအစဟဲရီပေါ်တာဟိုနည်းနဲ့လာမယ်ဒီမှာ time ဟိုနည်းကိုလည်းဟဲရီပေါ်တာဝစ်ချက်ထည့်ပေးထားတယ်ဂျန်တဲ့ဒီ app တွေမှာလည်းဟဲရီပေါ်တာသင်းစီထည့်ပေးထားရပါဘောနော်ဆိုတော့ကျွန်တော် setting နဲ့ဝင်လိုက်ပြီဆိုရင် um display လေးတော်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 မိုက်တယ်ဆိုတာကျွန်တော် resonant အနည်းကတော့ တေချာကာလာဘလောက် VV ဖြစ်လဲပါလဲတော့မပြောတတ်သေးဘူးเนาะဒါပေမဲ့ကျွန်တော်အခုမြင်ရတဲ့အမြင်မှာ smooth ဖြစ်တယ်အဲနောက်တစ်ချက်ကဒီ display bezel တော်တော်လေးပါပြီးတော့ symmetric ကကျတယ်ကျွန်တော်ဓာတ်မှုလေးတစ်ချက်ပြောင်းလိုက်မယ် refresh မှာကျွန်တော်တို့သူ့ရဲ့အမြင်ဆုံးဟာဒီမှာ 120Hz နဲ့ 6120Hz ရေးထားတယ်အဲ့မှာမှာကိုကြိုက်တဲ့ app ကို customize ပေးထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီ setting ထဲမှာက color shift okay color shift မှာလည်းကျွန်တော်တို့ ဒီမှာ original color pro လိုမျိုးပါလာသလိုအာဒီမှာ P3 တုံးမှာ sRGB တုံးမှာ flash တွေမှာပါလာတဲ့ဟိုနေ့နေ့ပါလာရပေါ့နော်ဆိုတော့12သိန်းနဲ့ဝင်းကျင်ဖုန်းတုံးအနေနဲ့တွက်မယ်ဆိုရင်တော့တော်တော်မှိုက်တယ်ပေါ့နော်ကိုက Harry Potter ကိုကြိုက်လို့သိန်း20ဝင်းကျင်လောက်ထိတုံးမယ်ဆိုရင်တော့တမျိုးပေါ့နော်အဲ့ဒါကတော့ကိုအပေါ်မှာပဲမူတည်လိမ့်မယ်အဓိကသူ့ရဲ့ performance performance မှာဆိုရင်ဒီ Snapdragon AS Gen 4နဲ့လာမယ်ဆိုတော့ AS Gen 4က8 Gen 3ထက် နယ်လေးမြင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကတော့ GPU ဘန်းမှာတည်တာသွားတယ်ထားပါတော့ဒါတော့ကျွန်တော် review ကြမှာပဲအသေးစိတ်ပြောပေးသွားမယ်သူ Adreno ကနည်းနည်းပုံမြင့်သွားတယ်ဆိုဘလောက်ဒီ performance ထွက်လဲတာမယ်ဘလောက်နိုင်လဲ benchmark တွေပါညာတော့ကျွန်တော် review မှာဆန်းပေးသွားမယ်သိကျင်တာရှိရင်ကျွန်တော် comment မှာမေးပေးလို့ရတယ်ဒီဖုန်းမှာကျွန်တော်တိတ်ပြီးတော့မမျော်လင့်ထားတာကတော့ camera ပေါ့နော် camera ကတော့သူ့ရဲ့ထုံးစံတိုင်းပဲကျွန်တော် 50megapixel main sensor နောက်ထပ် ultra wide sensor လေးပါလာမယ် tele sensor ပါညာတော့မပါလာဘူး음 ဟောဒီမှာ HPR streamline interface mode immersive pro features integrated night mode shooting aggregate water mark and customizable shutter sound shutter sound တွေပါရပါသူ customize လုပ်လို့ရလာပြီလို့ပြောထားရပါတော့โอเค portrait ကို 2H နဲ့ပေးရိုက်တယ်ဒါလေးလည်းမစိုးဘူးတော့မိုက်တာဟပ်တယ်လေကြလားကျွန်တော်တခုခုရွှေ့လိုက်တိုင်းမှာဒု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 လက်ထက်မှာအလိုအဲ့သူ့ရဲ့ ASC ကတော်တော်အလုပ်ဖြစ်လောက်ဖြစ်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်ဆန်းရတဲ့လောက်ဆိုရင်အလုပ်ဖြစ်တယ်ပေါ့နော် watermark မှာလည်းသူတို့ watermark customize design အစ်ပညာထည့်ပေးထားတယ်။ဟုတ်ကဲ့အဲအဲ့အဲ့ထားပါတော့ကျွန်တော်ဓာတ်ပုံလေးတပုံနှစ်ပုံလောက်ဆန်းရဲကြည့်လိုက်မယ်။ဒီ light တွေနဲ့မဟုတ်လို့လားမသိဘူးဒီလားလောလောဆယ်တော့ကြွတော့ကြွတက်နေရပဲ။တကယ်အပြင်မှာရရင်တော့ဘယ်လိုနေမလဲမသိဘူးကျွန်တော်တို့ဟို portrait layer တစ်ချက်ဆန်းရဲကြည့်ကြ culture f 2.8လောက်ထားလိုက်မယ်ဟွန်းနည်းနည်း data fee လေး data fee မဆိုနောက်က blah လေးတိတ်မလှတော့ဘူးကျွန်တော်ဒီနောက်တော့ဒါရဟိုဟာ update on software update ပေးဦးမယ်ကျွန်တော်အခုမှစပြောနေဖြစ်တာဆိုတော့လေအဲ့အရာကိုလိုအောင်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော် audio တစ်ချက်သွားမယ်ပေါ့နော် ကျွန်တော်မုံတာအဲ China နည်းဆိုရင်ကျွန်တော် keyboard ကိုမုံတာဆက်စားခြင်းပါလေအဲဒါတခါပါပဲအဲ့ဒါလေ window balance ဖြစ်တယ်အတန်နည်းနည်းလေးနည်းနည်းလေးအတက်တက်လေးတော့ပါတာတတိထားမိတယ်ဒါပေမဲ့ loudness အရင်ကြီးကျယ်တာမျိုးတော့မခံစားဘူးပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ကတော့ပြောလို့အကောင်းဆုံးအပိုင်းဖြစ်နေမယ်ထင်တယ်အဲ့ဒါပါလဲဆိုတော့သူ့ရဲ့ battery ပေါ့နော် 7550mAh ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်ဖုန်းတစ်လုံးမှာအဲ့လောက်ထိ battery ပမာဏပါလာလိမ့်မယ်ဆိုရင်ကျွန်တော်ယုံမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လက်ရှိအချိန်မှာဖုန်းတွေရဲ့ battery နည်းပညာမြင့်လာတဲ့အမျှဒီလိုမျိုး 8မီလီမီတာအထူပဲရှိတယ်219 gram 220 gram ဝန်းကျင်ဖုန်းတစ်လုံးမှာ7550 mAh တက်ဘလက်တစ်လုံးနှီးပါတက်ဘလက်တစ်လုံးပေါ့အခုဆိုတက်ဘလက်များသွားဖြစ်က8000 mAh က default ဖြစ်နေအခါကြောင့်တက်ဘလက်တစ်လုံးနှီးပါအထိပါလာတာကြီးကကျန်းတယ်ပေါ့နော်ပြီးတော့ဒီကနေပြီးတော့22.5 W ပြန်ပြီးတော့တခြား device တွေကိုအပြန်သွင်းလို့ရမယ်ဆိုတော့ like power bank ပေါ့နော် power bank တစ်လုံးအနေနဲ့အောင်သွင်းလို့ရတော့တယ်ဒါပေမဲ့သူကအပြန်သွင်းလို့ရတယ်ဟာ PD နဲ့သွင်းလို့ရတာဘာနဲ့သွင်းလို့ရတာလဲဆိုတော့ကျွန်တော်တစ်ချက် စမ်းပြီးမှပြောလို့ရမယ်ပေါ့နော်နောက်တစ်ချက်ကဟိုအာသွင်းတဲ့စနစ်အာသွင်းတဲ့စနစ်မှာလည်း90ဝက်ထိပါလာတယ်ဆိုတော့อืมဘက်ထရီနဲ့ပတ်သက်ပြီးတော့တော်တော်လေးပြည့်စုံတဲ့ဖုန်းလို့အောင်ပြောလို့ရတယ်ဟို PI ဖုန်းတွေထဲမှာလောလောဆယ်တော့သူ့ရဲ့ဘက်ထရီကရှယ်ကြီးဖြစ်နေတာပေါ့နော်ကျွန်တော်ရဲ့ဒီ Redmi Turbo 4 Pro Harry Potter Limited Edition လေးရဲ့ unboxing လေးအောင်ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အာ like and share comment တွေလည်းဆွေးနွေးပေးလို့ရပါတယ်။သိချင်တဲ့အားလုံးလည်းမေးသွားလို့ရပါတယ်။ကျွန်တော်အချိန်ရရသလိုပြန်ပြီးတော့ဖြေပေးသွားပါမယ်။